ဒီဗီဒီယိုလေးကတော့ကိုချင်းကိုမကြိုက်သူများဆိုတဲ့ဗီဒီယိုအပိုင်းနဲ့ပဲဖြစ်ပါတယ်။တလက်ဆာရဲပြောချင်တာကအရှေ့အာဗီဒီယိုအပိုင်းတက်ကိုကြည့်ရှုအားပေးကြတော့လဲတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ထင်တော့မထင်ထားပါဘူးဒီလောက်အများကြီးအားပေးလိုက်မယ်ဆိုတာ။ comment တွေမှာကတချို့ပိုင်းတွေမပါဘူးလားဆိုပြီးတောင်းဆိုထားတဲ့အတွက်အပိုင်းနဲ့ဗီလေးကိုတင်ဆက်ပေးရပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပြီးတော့ VPN ခံပြီးကြည့်ရှုထားပေးဖို့ တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ content တွေကို TikTok နဲ့ Facebook တွေမှာလည်းတွားရအားပေးလို့ရပါတယ်ကစ်ရော့ကန်ရိုဂီတာမှာကစ်ဆိုတဲ့ဘန်ကပြင်တပါပါပဲသူ့ရဲ့စင်ပေါ်မှာဖြောပြတဲ့ပုံစံတွေကနောက်ပိုင်းမျိုးဆက်တစ်တွေအထိကိုအများကြီးလွှမ်းမိုးမှုရှိပါတယ တို့ဆင်မမီးရည်နဲ့ဖျော်ပြတာ၊သွေးရည်နဲ့ဖျော်ပြတာဆိုတာကလည်းလုံးဝကို iconic ပါပဲ။တို့ရဲ့မျက်နှာမှာတုံထားတဲ့ makeup တွေ၊အဝတ်အစားပုံစံတွေဆိုတာကလည်းအဲ့ဒီခေတ်အဲ့ဒီအခါမှာတော်တော်လေးကိုအသစ်ဖြစ်ပါတယ်။ဒါပေမဲ့လည်း kids တို့ရဲ့ဘေးဓမာကြီးဖြစ်တဲ့ Jenny Simon ကတော့တို့ရဲ့အောင်မြင်ဆုံးတစ်ချင်တစ်ပုတ်ဖြစ်တဲ့ I was made for loving you ဆိုတဲ့တစ်ချင်ကိုမကြိုက်ပါဘူး။ဒီတစ်ချင်ကိုသူမကြိုက်ရတဲ့အကြောင်းရင်းကကြတော့သူဆိုရတဲ့အပိုင်းက harmony လေးပဲဖြစ်နေလို့ပါ ပေါ်စတန်လီကဒီချင်းကိုယူလိုက်ပြအချိန်မှာတော့တော်တော်လေးကိုသူစိတ်လှုပ်ရှားနေပါတယ်။တချင်းရဲ့ခေါင်းစဉ်ကအတိတ်ပဲတစ်ခုချင်းစီရောစာရတကြောင်းချင်းစီရောသူတော်တော်လေးကိုတဘောကြတာပါ။ဒါပေမဲ့သူဆိုရမယ့်အပိုက်မှာကျတော့ဟာမိုနီပဲဖြစ်နေတာပါ။ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းသူကအင်တာဗျူးတစ်ခုမှာပြောခဲ့ပါသေးတယ်။ What's it called? I was made for loving you. Oh, that's great. How what's the first uh, line? Tonight. Ooh, that's good. What, what's the second one? I want to give it all to you. Oh, yeah, I know what it is. That's cool. In the darkness, in the darkness, that rocks. Yeah, what? It's, it's something I want to do. That's really cool. What's my part? Do, 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 No, no, come on. I'm doing God of Thunder. what's my part? Do, you, you, were upset do, with and the do, this... do, 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 do? You didn't like I it? it what? Do you? ဘက်ဆာဘက်နဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ DO ကသူ့ရဲ့ဘန်အစ်တစ်ခု တီထောင်လိုက်ပြီးတော့အဲ့ဒီဘန်အစ်တနဲ့အတူ heavy ဖြစ်ပြီးတော့ Dyson နဲ့တခြင်းတွေကိုစိုးဖို့အတွက်ကိုဦးတည်လာခဲ့ပါတယ်။ဒါမဲ့သူတို့ရဲ့ keyboard တမှာဖြစ်တဲ့ Jimmy ရေးထားတဲ့ခြင်းတစ်ပုဒ်ကိုနားထောင်မိတဲ့အချိန်မှာတော့ DO ကတော့စိတ်မတက်မတာဖြစ်ခဲ့ပါတယ်။အဲ့ဒီတခြင်းနာမည်ကတော့ Rainbow Internet တပ်ပါ။အဲ့ဒီတခြင်းက DO အတွက်အရန်ကို pop ဆန်ပြီးတော့ဒီတခြင်းကတော်တော်လေးကို sanitizer တွေပြည့်နေပါတယ်။ Holy Diver လိုမျိုး Evan အကျန်းစားကြီးတဲမှာမှဒီတချင်းထဲဖို့အတွက်ကတော်တော်လေးကိုသူဆိုးနေပါတယ်။ဘာလို့လဲဆိုရင်ဒီတချင်းကအရန်ပောက်သွားပြီးတော့ခဏခဏဖြောပြနေရမှာကိုဒီကမကြိုက်ပါဘူး။ဒါပေမဲ့လည်း Holy Diver Evan ကတော့မထင်ထားလောက်အောင်ရောင်းအားကောင်းခဲ့ပြီးတော့သူထင်ထားသလိုမျိုး Rainbow Inn နဲ့ Dark ကလည်း Evan တစ်ခုလုံးကိုလွှမ်းမိုးမသွားနိုင်ခဲ့ပါဘူး။ကျွန်တော်အမြင်ကတော့ဒီကိုဒီတချင်းကိုမကြိုက်တာက music video အကြောင်းလည်းပါမယ်ထင်တယ်။ဒီကအရင်နဲ့ပတ်သက်ပြီးတော့ Ozzy Osbourne ခဏခဏလောင်ပြောင်တာကိုခံခဲ့ရပူပါတယ်။ သူ့ရက်ကလည်းတကယ်ပဲ9ပေ4ပဲရှိတာပါအဲ့ဒါကတော့ပြက်နာမဟုတ်ပါဘူးဒါပေမဲ့ဒီ Rainbow in the Dark Music Video ထဲမှာတော့အရက်9ပေ4ပဲရှိတဲ့ဒီကိုကို Buy and View နဲ့ရိုက်ပြထားတာပါအဲ့ဒါကမှပြဿနာလို့ကျွန်တော်ထင်ပါတယ် Warrant Glammy တဲ့ဂီတမျိုးစားတွေခေတ်စားလာတဲ့အချိန်မှာတော့ဘန်တွေကဂီတနဲ့တည်းမဟုတ်ဘဲနဲ့ Fashion တွေနဲ့ပါပရိသတ်ကိုဖန်ဆားခဲ့ပါတယ်အဲ့ဒီကာလမှာတော့ Icon နဲ့ဖြစ်တဲ့တခြင်းတော်တော်များများထွက်ရှိခဲ့ပြီးတော့ Warrant တို့ရဲ့ Cherry ပိုင်းဆိုတဲ့တခြင်းကလည်းတပုတ်ပါဝင်ပါ တချင်းစာသားတွေကဖိုမတဘာဝအကြောင်းတွေပါဝင်ပြီးတော့တော်တော်လေးကိုရေပန်းစားခဲ့တဲ့တချင်းတစ်ပုတ်ပါ။ဒါပေမဲ့လည်းဒီတချင်းကိုရေးခဲ့တဲ့ Jenny Lane ကတော့ Cherry Pine ဆိုတဲ့တချင်းကိုတော်တော်လေးကိုမကြိုက်တာပါ။ Warren တို့က Evan တခုလုံးဖို့စီစဉ်နေတဲ့အချိန်မှာတော့ Record Label ဖက်ကနေပြီးတော့ Radio တွေမှာခက်စားနိုင်မဲ့တချင်းမျိုးပေါက်တချင်းတစ်ပုတ်ကိုထည့်သွင်းဖို့အတွက်ဖိအားပေးခံရပါတယ်။ Jenny Lane ကလည်း Record Label ဖက်ကနေပြီးတော့တောင်းဆိုတဲ့ပေါက်တချင်းမျိုးကိုရေးပြီးတော့တွက်ပြခဲ့ပါတယ်။ဒီတချင်းကိုကြကြချင်းမှာပဲ Label ဖက်ကနေပြီးတော့အရန်ကိုတဘောကြသွားပြီးတော့ သူတို့လုံနေတဲ့ Evan နာမည်ကိုပါ Cherry ပိုင်းဆိုပြီးတော့ပြောင်းပြစ်ခဲ့ပါတယ်။ Evan ထွက်လာတဲ့အချိန်မှာလည်းဒီတချင်းကအရန်ကြီးကိုပောက်သွားပြီးတော့အဲ့ Cherry ပိုင်းဆိုတဲ့နာမည်နဲ့ပဲရှိုးပွဲတွေပါထပ်လုပ်ခဲ့ရပါသေးတယ်။ဒီလိုတဟုန်တို့ပောက်သွားတဲ့တချင်းအချိန်မှာကြောင့် Warren တို့ကနောက်ပိုင်းလုခဲ့တဲ့မြတ်တချင်းတွေကပိတ်သက်ရင်လည်းမတိုးတော့ပါဘူး။ဂျင်းနီလိန်ကဒီချင်းကိုရေခဲ့မိလို့အရန်ကိုနောင်တရရတယ်။သူ့ကိုယ်သူအပြစ်ရှိလို့ခံစားနေရပြီးတော့တခါလေဒီချင်းကိုရေးမိတဲ့အတွက်ခက်ကိုပိန်းလို့ပါလုပ်ပြစ်ချင်တယ်လို့ပြောလာပါတယ်။ The album's called Cherry Pie The record's called Cherry Pie. I'm doing Cherry Pie Eating Contests. The single's Cherry Pie, right? If I'm lying, I'm dying. And my legacy is Cherry Pie. Everything about me is Cherry Pie. I'm a Cherry Pie guy. I could shoot myself in the <laughs> head for writing that song. Les Zeppelin. လက်ဆက်ပလင်လို့ပြောလိုက်ရတဲ့လူတိုင်းကသူတို့ရဲ့အရန်ကိုကြီးကျယ်ခန်းနှန်းလာပြီးတော့အချိန်ဝါကြီးလွန်းတဲ့ Stairway to Heaven ဆိုတဲ့တခြင်းကိုတွဲမြင်တတ်ပါတယ်။ Stairway to Heaven ကို Jimmy Page နဲ့ Robert Plant တို့ကနှစ်ယောက်ပါမှုတော့ဖန်တီးခဲ့တာပါ။ Jimmy Page ကတော့တန်ဆန်ပိုင်းတွေကိုတာဝန်ယူပြီးတော့ Robert Plant ကတော့စာသားတွေရေးခဲ့တာပါ။အဲ့ဒီတခြင်းကအချိန်ဝါကြီးလွန်းပြီးတော့အဲ့ဒီခေတ်မှာရန်ကိုလူကြိုက်များတဲ့တခြင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ဒါလည်းမကဘဲနဲ့ဒီဘက်ခေတ်အထိလည်းလူတွေကဒီတခြင်းကိုကြိုက်နေကြတော့မှာပဲ။ ဒါပေမဲ့ Led Zeppelin တို့ရဲ့အဆိုတမားဖြစ်တဲ့ Robert Plant ကတော့ဒီတရှင်းကိုမကြိုက်ပါဘူးအကြောင်းရင်းကတော့ဒီတရှင်းကိုခဏခဏဖျော်ဖြေနေရတာကြောင့်ဆိုပါတယ်သူတို့ရဲ့နောက်ပိုင်းတရှင်းတွေမှာကောင်းလာရအများကြီးရှိပြီးတော့ပရိသတ်တွေကဒီတရှင်းကိုပဲတော်တော်လေးကိုတောင်းလို့ကြတာပါသူတို့ show ပွဲတိုင်းနှီးပါလို့ကိုဒီတရှင်းကိုတီးခဲ့ရတာပါဒီချင်းက1980ခုနှစ်လောက်ကရေးခဲ့တဲ့ချင်းဖြစ်ပြီးတော့တချင်းရဲ့ vibe ကလည်းဒန်နာရီဆန်ရဲ့ခံစားချက်မျိုးတွေပေးနိုင်ပါတယ်ဒါပေမဲ့ Robert Plant တယောက်ကတော့နောက်ပိုင်းမှာဒီချင်းကို show ပွဲမှာမတီးဖို့အတွက် band နဲ့ညှိခဲ့ပြီးတော့တချို့ radio တွေကို Stairway to Heaven မဖွင့်ဖို့ကိုပတ်စံပေးခဲ့တယ်လို့ဆိုပါတယ်။ Now Stairway to Heaven a lot of people consider it the most classic song of Led Zeppelin time. But it's my understanding that well, you you will perform it, it's not your favorite thing to perform. Well, it's not no, it's not about it being my favorite or not. It's nothing it, it's nothing to do with that really. It's just that it belongs to a particular time. Radiohead ရေဒီယိုဟက်တို့ရဲ့ဆိုတော့တော်မြော့ကသူတို့ရဲ့အအောင်မြင်ဆုံးတစ်ချင်တစ်ပုတ်ဖြစ်တဲ့ creep ဆိုတဲ့တစ်ချင်ကိုမကြိုက်ပါဘူးအဲ့ဒီချင်းကတော့ရေဒီယိုဟက်တို့ရဲ့ Pablo Honey ဆိုတဲ့ album ထဲမှာပါဝင်ခဲ့တာဖြစ်ပြီးတော့ KMI ဘက်ကနေပြီးတော့ဒီ album ကိုထုတ်ပေးခဲ့တာပါ album ထုတ်လိုက်တဲ့အချိန်မှာ creep ဆိုတဲ့ချင်းကတော်တော်လေးအောင်မြင်ခဲ့ပြီးတော့ Evan version, Radio Edit Live version နဲ့ Acoustic version ဆိုပြီးတော့ version လေးမျိုးတည်းရှိပါတယ်။ဒီတစ်ချင်းကသူတို့ရဲ့အစောပိုင်းရှိုးပွဲတော်တော်များများမှာဖျော်ဖြေခဲ့ရတဲ့တစ်ချင်းဖြစ်ပြီးတော့တချို့ဆိုရင် ရှိုးပွဲမှာလာကြည့်တဲ့ပရိသတ်တွေကလည်း creep တချင်နားထောင်ဖို့အတွက်ပဲလာခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်း Evan ထုတ်တဲ့အချိန်တိုင်းမှာလည်း Liverpool ဘက်ကနေပြီးတော့ creep လိုမျိုးပုံစံတူတချင်တွေရေးဖို့အတွက်ကို PR ပေးရလဲခံခဲ့ရပါတယ်။ဒါကြောင့်တော်မြော့ကသူတို့မှာတခြားကောင်းတဲ့ချင်းတွေရှိလေပါလဲနဲ့ဒီတချင်းကြီးကိုလူတွေကတောင်းဆိုနေတာမျိုးကိုမကြိုက်တာပါ။ဒီချင်းကိုသူဘာလို့မကြိုက်ရလဲဆိုတော့ theory နောက်တစ်ခုရှိပါသေးတယ်။ဒါကတော့ collar ဟာလာလို့ဘာလို့ဖြစ်နေပြီမဲ့ကျွန်တော်ဒီမှာတခါတည်းပြောလိုက်ပါမယ်။တော်မြော့ကဒီတချင်းကိုရေးတဲ့အချိန်မှာတော့သူတက်ကြွကြောင်းတာပဲရှိပါသေးတယ်။ ပြီးတော့ဒီတခြင်းရဲ့အကြောင်းအရာကလည်းကိုယ့်အကိုစိတ်မလုံခြုံမှုတွေစိတ်သက်သာမှုတွေနဲ့ပြည့်နှက်နေတဲ့ယောက်ျားလေးတယောက်ပေါ့ဗျာ။ကောင်လေးတယောက်ကဒီအရန်လာတဲ့အရန်ချောတဲ့ပြီးတော့လူတွေကြားထဲမှာ popular ဖြစ်တဲ့ကောင်မလေးတယောက်ကိုအဲနောက်ကနေပြီးတော့ like ငင်းနေတဲ့ပုံစံမျိုးပေါ့။ပြီးလို့ရှိရင်သူ့ကိုယ်သူဒီကောင်မလေးနဲ့မတန်ဘူးဆိုပြီးတော့ဒီအသွေးလွန်တဲ့တခြင်းမျိုးပါ။ဒီချင်းကိုတော်မျိုးကရေးခဲ့တဲ့အချိန်မှာတော့သူ့အကြောင်းသူရေးခဲ့ရလို့တချို့ကောလာဟာလာတွေလည်းရှိပါတယ်။သူကကောင်မလေးတယောက်ကို၈လနဲ့6လလောက်ဒီကိုနောက်ကနေပြီးတော့တာမျိုးလိုက်ချောင်းနေခဲ့ပြီးတော့ အဲဒီသူနဲ့ငါနဲ့မဖြစ်နိုင်ပါဘူးလေဆိုတော့ပုံစံမျိုးရေးထားတဲ့အချိန်မှာနောက်ပိုင်းမှာသူဒီအချင်းကိုတော်တော်ပြပြကကကြီးဖြစ်ပြီးတော့အဲဒီအချင်းကိုနောက်ပိုင်းလုံးဝမဆိုးတော့ပါဘူး